အားလုံးမမေလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြီးတက်တဲ့အားလုံးမေလာပါမနေ့ညတုန်းက Super Sunday ပွဲကြီးပွဲကောင်းတွေထဲမှာ Liverpool နဲ့ Newcastle ရဲ့ EFL Cup ပွဲရှိတယ် London Derby နှစ်ပွဲနဲ့ Manchester United ရဲ့ပွဲရှိတယ်ဆိုတော့ EFL Cup Final အကြောင်းပြောမယ်ဆိုရင်ဒါကျွန်တော်တို့ Arni Slot အတွက်ရပောင်36ရက်အတွင်းမှာဖလားပြိုင်ပွဲ၃လုံးလုံးကိုဆုံးရှုံးသွားရတဲ့ပွဲလို့ပဲပြောရမယ်။ဆိုတော့ ်ဖလင်းပေါက်ကို FA Cup တတိယဆင်မှာသူသူတို့ရှုံးနေအပြီးတော့မှသူတို့ Champion League မှာဘောလုံးအင်္ဂါနေ့တုန်းက Paris Saint Germain ကိုအင်ကွင်းမှာဒါနှစ်ဖက်တစ်ခုစီတည်ချဘူးလေနှစ်ချုံပေါင်းတည်ချပြီးတော့ penalty မှာရှုံးနေအခုဒီနေ့ပွဲမှာလည်း Newcastle ကိုထိုက်ခိုက်တယ်တည်းပဲရှုံးတာအမှန်တမ်းပြောလုံးဝမရှင်းနိုင်လိုက်ဒီနေ့ပွဲမှာ Liverpool ရဲ့ attacking မှာအဓိကအားသာချက်ဖြစ်တဲ့ Mohamed Salah ကိုတောက်လျှောက်ထိန်းထားတဲ့ Newcastle က ယူကာဆယ်ရဲ့အက်ဒီဟောင်းရဲ့ဂိမ်းပလန်ကလုံးဝကိုစပေါ့အဖြစ်ပြီးတော့ဒါအခုလက်ရှိမှာဒီလီဗာပူးကလုံးဝလှုပ်လို့မရဒါကျွန်တော်ဒီနေ့တပွဲလုံးမှာလီဗာပူးတိုက်စစ်က DS လောက်ပဲတစ်ချက်တစ်ချက်လှုပ်နိုင်ပြီးတော့ဂျန်နေကစားမတွေကလုံးဝကိုခွင့်ရမရတော့ဘူးဆိုတော့ဒါလီဗာပူးဘက်ကကိုသမားခင်လာဟာဖန်နဲ့ဒါအဲကိုသမားခင်လာဟာဖန်ပြီးတော့မှတစ်ဖက်က ဒီ yuka ဆေကနိပုတ်ဖားတယ်ဒီ woman နှစ်ယောက်စလုံးက mri ပြောရင်တော့ဒါပြီးခဲ့တဲ့ပွဲစဉ်တွေမှာမဖမ်းဘူး alison ကိုမတုံးမဲ့နီးပြားပြောင်းတယ်ဘယ် type ဆေကတော့ ds ကဒါ chota ရဲ့ salas ကထားတယ်ကိုယ်လေကဒါ carbon bash တို့ဒီ alison mclassar နဲ့ဒီတစ်ချိန်ထဲမှာ support sign တို့ဒီနေရာမှာကျွန်တော်တခု yuka ဆေနဲ့ဒီမှာဥပမာအဓိကပါလဲဆိုတော့ yuka ဆေကိုယ်လေရဲ့ war rate နဲ့ကစားကြောက်ဖို့တော့ကောင်း yuka ဆေရဲ့ edge hound တွေက aggressive ဖြစ်တယ် ဝေါ်ရိတ်ကမဆောက်ဘူးလို့တယ် first ball ထက် first ball ကြာရင် second ball ကောက် second ball တတ်ဖို့သူတို့ကြီးပဲရအနိုင်ရလို့ချင်းစိတ်သူတို့ရှိမှပိုပြင်းထန်တယ်လီဗာပူးကတိတာတယ် clearly ပွဲပန်းနေဘာကြောင့်ပွဲပန်းနေလဲဆိုတဲ့အချက်ကတခါလာလဲဒီလူစင်းတခါလာလဲဒီလူစင်းတခါလာလဲဒီလူစင်းပဲဆိုဒီသားမတွေကရှာမဖြစ်တော့နီးပြရလေဆောင်းတန်လို့ပွဲမြို့တော်ဒီသားမတွေကတောက်လျှောက်တော့ရင်လည်းညူကာဆင်ကဒီနေ့ပွဲတစ်ပွဲလုံးမှာထိုးတဲ့ဒိုမနိတ်လောက်သွား လီပရမန်တိုကဒါတစ်ဖက်ကဟာဗီဘန်ဂျူလီတန်တို့နဲ့တွဲပြီးတော့ဒါမိုဆာလက်စ်ကိုလုံးဝထိန်းသွားတယ်ဒီတစ်ဖက်ကထရီပီယာကဂျေကော့မာဖီတို့ဆန်ထူထူနာလီတို့နဲ့ပေါင်းပြီးတော့ဒါဒီဘက်ကဒီ DS ကိုထိန်းတယ်ကွင်းလင်ကဂျူတာတိုက်စစ်ကဘာမှလုပ်မလားယူကာစဲကွင်းလင်ကဆန်ထူထူနာလီရောကွင်းမာရစ်ကိုဂျူလီတန်ရောရဲ့ဝေါ်ရစ်ကကြောက်ကြတော့ကောင်းတယ်ဒီမှာဘူးကွင်းလင်ကအလက်စစ်မက်ကလာဆာရောဂရမ်ဘတ်ရောဆာပူဆာရဲ့လှုပ်လို့တော့မရဘူးဆိုတော့ဒီပွဲရဲ့ နောက်တစ်ခုကညူကာဆယ်ဟာပွဲပြီးမှအေဒီဟောင်းပြောသွားတယ်ဆက်ပြီးစေကိုနှစ်ပတ်တိတိသူတို့ဒါဂျီဖိုင်နဲ့ပွဲတော့ခြေဝဲပြီးကျစ်ကျစ်နေဂမ်ဘန်းကိုအแทးတိမပို့ပဲနောက်ကိုခြားပြီးတော့ခနာတီနဲ့ဗန်ဒိုက်ရဲ့ဒီ physical အားကိုသူတို့မရင်ဆိုင်ပဲနဲ့နောက်ကိုခတ်ခေါ်ခေါ်ထားပြီးတော့မှထားတယ်ဆိုဗန်ဒိုက်နဲ့ခနာတီကရှေ့ကိုတက်လို့ပြန်တက်လို့ပြန်တော့သူတို့ကဖောက်ဆယ်မှာပဲနေတယ်ဒမ်ဘတ်ကနောက်နာမှာနေတယ်လောင်ဘော cross ပို့ရင်ကန်ဆိုးကျင်တော့အာနီစလော့မာကင်ကဒီမက်ကလဆာကိုမာကင်ထားတာတော့အဲ့ပုံစံပဲ တောက်တဘော cross တွေမှာအမြဲတမ်း newcastle က threat လုပ်ပြီးတော့ပထမပိုင်းပြီးခဲ့တဲ့မှာဥဆောင်ကိုတွင်းသွားတယ်ထုံးစားတိုင်းပေါ့လေခေါင်းတိုက်သွားတယ်တိုက်တဲ့လောကတော်တော်လေးခေါင်းတယ်ဘာမှပြောလို့မရအိုက်ကနေမှစစ်ပွဲကလုံးဝအပြောင်းလဲစဖြစ်သွားတယ်ဖြစ်ပြီးတဲ့အချိန်မှာပထမပိုင်းမှာတည်းက newcastle ကတောက်လျှောက် pressure ပေးတယ်ဒုတိယပိုင်းအစလေးမှာ Liverpool မစိုးဘူးလို့ပြောလို့ရတယ်။ Space တွေရှာရှာနေတယ်။ပထမပိုင်းဆိုရင် Salah ကဘောလုံးထိချက်၁၀ခန်းတောင်မရှိဘူး။ဒုတိယပိုင်းမှာလည်းတော်တော်လေးရှာတယ်။ဒါပေမဲ့ဒုတိယပိုင်းအစမှာ ကျွန်တော်ထင်တာတော့ပွဲက open game ဖြစ်ပြီးလို့တွက်ထားပြီးတော့မှမထင်မှတ်ပဲနဲ့ Newcastle တ90တွင်းနဲ့ Isak နှလုံးသွင်းတာတလုံးကနှလုံးလုံး onside ဖြစ်တယ်ဒါပေမဲ့ပထမဒုတိယပထမတလုံးကကိုသမားရှေ့မှာ Gumaris ကလူချိုနေတဲ့တွက်အိုင်လုံးကိုကန်ဆင်ဖြစ်ပြီးတော့မှနောက်ဒုတိယအလုံးကတော့ဘဲတောင်ပန်က Harvey Ban နဲ့ Liberman တို့ရဲ့ cross တာဒီ Mafi ကောင်းတိုက်ချပေးခြင်းမှာ Isak ကျွန်တော်အဲ့ဒါ Isak ကိုချိန်တဲ့ချက်ကအဲ့ဒါ World class striker တယောက်ဟာ chance ကအများကြီးမရဘူးဒီနေ့ဘက်မှာသူ chance က3လုံးလောက်ပဲရတယ် အဲ့ဒါနှစ်ကိုးသွင်းတယ်တကိုးကသူ့လူမချုပ်ဘူးသူ့ကစားမှလူချုပ်လို့သူတို့ကန်ဆိုးသွားတယ်ဒုတိယကိုးလည်းတည်တိုင်းပဲ Newcastle 2-0 down အဖြစ်တဲ့ပွဲက comfort up AACC ပဲ KCC ကသာပါတယ်ဒီဘောက်ကဘာအဖြစ်မှမရှိအဲ့နောက်ပိုင်းဒီဘောက်ကအကုန်ထဲလာဒါဘယ်လိုပြောမလဲခီစာရောကက်ပူရောနူးငယ်ရော Harvey Elliott ကိုကာတီချောအကုန်ထဲလာဒါလီဗာပူးအနေနဲ့ဒုတိယပိုင်းမှာ moment တွေတစ်ချိန်လုံးရတယ် ကာတိချုံတူးစီဖြစ်တဲ့အချိန်မှာခြေပေါက်တကိုးကိုနေပုတ်ကောက်ွယ်သွားတာကလွှဲရင်နေပေါက်ဘူးထူးထူးချာချာဘာမှမလုပ်ပြနိုင်နောက်ဆုံးမနေ့ပွဲပြီးကန်ဒီအင်ဂျူတိုင်းရှစ်မိနစ်မှာမှာဒီခွေမရက်အမားလုံးလို့လွတ်ထွက်သွားတဲ့နှုံးကနေဟာဒီခီစာသွင်းသွားလို့လက်ချံမိနစ်လေးမှာနည်းနည်းလေးစိတ်ဝင်စားစားဖြစ်ပေမဲ့ယူကာဆယ်ကနောက်ဆုံးမှာအနိုင်ကိုထိန်းသွားလို့နေပေါင်း90ကျော်သူတို့ဝင်းပလေးကွင်းမှာဒါဆူပလာယူခဲ့တဲ့နောက်ပိုင်းပထမဆုံးကြိမ်ချမ်းပြဖြစ်တဲ့နေပေါင်း90ကလပ်အသင်းတွက်နောက်ထပ်အောင်ပွဲရဖို့ ဝင်းဘလီမှာ6ချိန်တီတီရှုံးပွဲတီဇက်တိုက်တွေ့ခဲ့တဲ့ယူကာဆက်တွက်အဆုံးသတ်နိုင်ပွဲရရှိပြီးတော့ဒါ EFL Cup ကိုထိုက်တန်တဲ့ချန်ပီယံဖြစ်တဲ့ဒီနေရာမှာလီဗာပူးအတွက်တော့ဂျပန်36ရက်မှာ FA Cup Champions League နဲ့ဘက်က EFL Cup နိုင်ရဲ့အတွက်မှာဖလားနှလုံးဆုံးရှုံးသွားခဲ့ပြီးတော့ဒါယူကာဆယ်ချန်ပီယံဖြစ်သွားတယ်ဆိုတော့ Premier League မှာ Manchester United ကလက်စတာကိုအဝေးခွင့်မှာနိုင်တယ်အမှန်တမ်းပြောဒီပွဲက comfortable ပဲဒါ comfort low out ဘာမှ လက်စတာကအမှန်တမ်းပြောလက်စတာတို့အစ်စဝစ်တို့ဆောင်းဟောင်းတို့ကတန်းဆင်းရမယ်တဲ့ပရီးမီယာလီဂ်လေမဟုတ်ရှာရှာဘာဘာချန်စီတို့ရတာပါနဲ့ဂျေမီဗာဒီအပါဝင်ဘိုဘက်ကချန်နှလုံးလောက်ရဒါပေမဲ့အဲ့ဒါကဒါပဲဒါဒီနေ့ဒါမန်ယူနိုက်တက်အသေးရဲ့အဓိကကစားသမားတွေကဘရူနိုဖာနန်တက်စ်ကပေါ်ဖော်မန်းနောက်တိုက်စစ်ကခရစ်ရှန်အယ်ရီဆန်နောက်တစ်ချိန်ထဲမှာပဲဂါနာချိုဝိုင်လတ်သူတို့ဂိုးပေါက်ပြောက်နေတဲ့ဂိုးပိတ်နေတဲ့ကစားသမားတွေကိုဂိုးပေါက်တွေ့သွားတယ် ်ပထမကိုဆိုရင် point လောက်ကိုဘလူးလိုချပေးတယ်သူ22ပွဲစတိုက်ကိုပေါ့ပျောက်နေမှုကိုအဆုံးတတ်ပြီးတော့လှလှပပခံသွားတယ်ဒါကာနာချိုးဆိုရင်ဒီနေ့ပွဲမှာနှစ်ကိုသွင်းတာတလုံးဝတော့ကန်ဆိုတော့ offside ဖြစ်တယ် Christian Eriksen လည်းချိန်စားပြတယ်သူတလုံးနဲ့တိုင်ထိသွားသလို Man United က total dominate လုပ်ထားတယ်ဒီနေ့ပွဲမှာ United ကဒါဘယ်လိုပြောမလဲ Interlo ရဲ့ Matthias Chilli ရဲ့ Hayden ရဲ့အတွဲကစားပြီးတော့မှ ဒီကွင်းလယ်မှာဥကားတီနဲ့ပြုလုပ်ထားတယ်ဒီနေရာမှာ Man United က ACC ပဲထိချုပ်သွားပြီးတော့မှဒါဒုတိယပိုင်း60မှာအာလဟန်ဒိုဂါနာချိုဂါနာချိုကတော့ဒါပြုလုပ်ပေးတဲ့အလုံးအပြင် first time ကန်သွားတယ်ဂါနာချိုကတကယ်တော့ငပြောင်းသွားတယ်ပထမကူသူသွင်းတယ် offside ဖြစ်မဖြစ်မှသူမသိဘူးကိုသွင်းပြီးတော့ဒါထုံးစံနဲ့သူ celebrate လုပ်တဲ့အတိုင်းဒီပေးတဲ့ရှင်မှာသွားထိုင်ပြီး celebrate လုပ်တယ် offside ဖြစ်သွားတယ်တခါနောက်တခါထပ်ပြီးကိုသွင်းတယ် အဲ့ပုံစံပဲထပ်ပြီးအောင်ပွဲခဲ့တယ်ဒီချိန်ကျတော့ကိုးသွားတယ်အဲ့တော့ပွဲပြီးကန်ဒီမှာဒီကိုဒါလော့ပေးတဲ့လုံကနေဘရူနိုဖာနန်ဒက်စ်ကကန်သွင်းပြီးတော့တတိယကိုရတယ်ဘရူနိုတွက်ပြီးခဲ့တဲ့ရပိုင်ကဟတ်ထရစ်ရပြီးနောက်ထပ်ကိုသွင်းလို့ဒီရသည်ပြိုင်ပွဲဆို16ကိုသွင်းဆိုတစ်ဖက်မှာတော့ဒါပြင်းပြလေးတမိုင်းမှာမန်ယူနိုက်တက်အတွက်ဒါပွင့်ကို132ကိုကိုပါဝင်ပတ်သက်ပြီး all time top time united စီးတဲ့ဝင်လာခဲ့တယ်တစ်ချိန်တည်းမှာလန်ဒန်ဒါဘီမှာ အာဆယ်အသင်းကဒါတစ်ပတ်ကချယ်ဆီကိုနိုင်တယ်ဒါနောက်ဆုံးဒါအာဆယ်ကချယ်ဆီကိုခုနှစ်ပွဲရှိပြီးရှုံးပွဲမရှိကစားထားတာစတန်ဖို့ဘစ်မှာ၄ပွဲအမ်မရီမှာ၃ပွဲဆက်တိုက်နိုင်ပွဲရတယ်ဒီနေ့ဘက်မှာအမှန်တမ်းပြောရင်အာဆယ်ပေါ်ဖော်မန့်လည်းအရင်မကောင်းဘူးဒါပေမဲ့ချယ်ဆီကအာဆယ်ဘာမှမလုပ်နိုင်ဘူးဂိုးသမားဒါဗစ်ရိုင်ယာကိုဘာချက်စ်မှာပရက်ရှာမပေးဘူးချယ်ဆီတိုက်စစ်ကနက်တိုကိုထားတဲ့အန်ခုခုနဲ့ဂျီဇန်ဆန်ချို ခွေးလေကခိုင်စီတို့အန်ဇိုဒါရီချိန်ကစားပြီးတော့ခိုးဖားမှမပါဘူးခန်စစ်ကတော့ဒီနေ့ဘက်မှာခိုးဝဲရဲ့ဖူဖာနာရဲ့ဒါတီတီဘာရီယာရှိထားပြီးတော့ကိုယ်မဆန်းချက်ထားတယ်နောက်ဒီဘက်ကခူခရဲလာအာဆယ်ကတော့ထုံးစံနဲ့အပြောင်းနဲ့လုံးဝမရှိဘူးဆိုတော့ကာလဖီယိုရီညမှာမိုင်းလူးစ်ကယ်ရီပါတယ်မီကယ်မိုရီနိုထားပြီးတော့အီသန်ဝန်နယ်ကိုအောက်ပြီးတော့မာတီနယ်လီနဲ့ထော်ဆော်ထားတယ်ပွဲကိုအာဆယ်ကနောက်ဆုံးဆုံးမထားတယ် ်ပထမပိုင်း30မှာ Chelsea လှုပ်လို့လို့မရဘူး Chelsea Arsenal ကအများကြီး credit လုပ်တယ် Chelsea Kansas City အများကြီးလုပ်တယ်အဲ့မှာအချိန်ချင်းဒါပေမဲ့အဲ့ကိုသွင်းမွေတွေအသုံးမချသုံးမချပဲနဲ့ Mikel Merino ကတောင်းကံပေါ်အမှန်တမ်းပြောအဲ့တောင်းကံပေါ်ကလည်း Arsenal ကဝေမှုကျူးပဲတောင်းကံပေါ်ဝင်တာကြာပြီသူတို့ဒါ December January လောက်တည်းကတောင်းကံပေါ်ဝင်တာဒီနေ့ပွဲမှာ Sapisa နဲ့ Udiga အလုံးကနေခေါင်းတိုက်သွင်းပြီးတော့ Mikel Merino တွင်းသွားတယ်ဒါသူ Premier League မှာဒီ6ခုမြောက်တွင်းပြီးတော့ Arsenal ကိုဥဆောင်တယ် အဲ့တကူကပဲဒီဘွေးရဲ့အဓိကအဆုံးဖြတ်ပေါ့လေဟိုဘက်က Chelsea ဘက်က half chance တွေကို create လုပ်တာမှန်ပေမဲ့ Arsenal ခါစစ်ကိုတိတ် pressure မပေးဘူးဒုတိယပိုင်းမှာ Arsenal ကအေးအေးဆေးဆေးထိန်းသွားတယ်နောက်ပိုင်းမှာအမှန်တမ်းပြော Arsenal ကအဲ့အနိုင်ခိုးပဲဘာလို့ဆို Chelsea ရဲ့ attacking ကလေဒီဘောလုံးရရင်ပေးပေးနောက်ကိုပေးဘယ်ကိုပေးနောက်ကိုပေးညာကိုပေး side pass side pass back pass ဒါပဲအလိုဝဒါပဲ side way back pass တော့ချယ်ဆီကအာဆယ်ကိုဘာမှမလုပ်နိုင်ပဲအဆုံးသတ်မှာအာဆယ်ကအမရိတ်မှာချယ်ဆီကိုပြတ်နေတယ်ဒီနေရာမှာလန်ဒန်ဒါဘီဖြစ်တဲ့ဖူဝန်နဲ့စပါးပွဲမှာတော့ဖူဝန်ကစပါးကိုနှစ်ခုပြတ်စပါးကိုတော့မကောင်းလို့ဒီလောက်ထိတောင်းခံခဲ့သလိုဖူဝန်ကဒါတလျှောက်လုံးကိုမရမရမရနဲ့ဒုတိယပိုင်းလိုစားဝင်လာတဲ့ ရိုဒရီဂိုမူနိစကပထမဂိုးနဲ့ရိုင်ယန်ဆက်ဆင်ညိုလူစားဝင်လာပြီးကစားမှာနှစ်ယောက်ဆုံးနှစ်ဂိုးသွင်းသွားတယ်။စပါးအတွက်နောက်ထပ်ပူပါခဲ့ဖြစ်တဲ့ဒီယာဒီမှာ15ပွဲမြောက်ရှုံးပွဲတွေ့သွားတယ်။ဆိုတော့အဲ့ဒီတိုင်ပွဲကြောင့်အာဆင်ကအခုလက်ရှိမှာဒါလီဗာပူးနောက်မှာ17မှတ်အကွာဒါ Forest ကိုသူတို့က9မှတ်ဖြတ်ထားတယ်။ Chelsea က49ဒါ Forest နောက်မှာ9မှတ်အကွာပြီးတော့ Man City ကို10မှတ်အကွာရရှိထားပြီးတော့ဒါအခုလောလောဆယ်အနေထားရတော့ Man United နိုင်ပွဲကြောင့်38မှတ်နဲ့အဆင့်73မှာရောက်လာခဲ့ပြီး ဖြစ်တဲ့ဒါကတော့ super sunday premier league ရဲ့ efl ကပိုစီကြောင်းပါအားလုံးကျေးဇူးတင်ပါတယ်